တောသားရှင်များရှင်မင်္ဂလာပါ FEPC တင်းတိအတော်တမချန်းအစီအစဉ်များကိုတနင်္လာနေ့မှတောက်ကြနေ့အထိနေ့ရက်စဉ်တိုင်းအတန်လွင့်ပို့ချနေပါတယ်ရှင်နှုတ်ကပတ်တော်လိလာခံယူကြဖို့အရောက်စီတိုင်းကိုဖိတ်ခေါ်ပါတယ်ရှင်တောသားရှင်များစီလုံးမှုကိုပြုတ်ကွဲစေတဲ့အရာတွေထဲမှာအထင်မှားအမြင်မှားမှုဟာတစ်ခုအပါဝင်ဖြစ်ပါတယ်ဣသရေလလူမျိုးတွေကိုအီဂျစ်နိုင်ငံမှာကျုံခံနေရကနေပြီး လွတ်မြောက်စေဦးမြမကဖယားရှင်ဂရိပေးတော်မူတဲ့တာယာဝါပြောလာသော ခန္ဓာပြည်ကိုဥဆောင်ခေါ်ထုတ်လာခဲ့သူခေါင်းဆောင်ဖြစ်တဲ့မောရှိအပေါ်မှာအထင်အမြင်လွဲမှားပြီးတော်လှန်မှုတရားဖြစ်ပွားခဲ့ပါတယ်။ဖယားရှင်ကလည်းဒီလူတွေအပေါ်မှာအမျက်ထွက်တော်မူခဲ့ပြီးညင်မြူခြင်းအဖြစ်ပြစ်ဒဏ်ခတ်တော်မူခဲ့တယ်။ဖယားရှင်ဟာတရားသောဖယားပြက်ပြက်သားသားစီရင်တော်မူသောဖယားမတရားသောအမှုကိုမုန်းကြီးယူရှာတော်မူသောဖယားဖြစ်တော်မူတဲ့အကြောင်းပုံကံတော်လှန်တဲ့သူတွေအပေါ် ဖျားရှင်ရဲ့စီရင်တော်မူခြင်းကိုအမြဲတရိယာစီဖို့အတွက်လန်ဒန်ကနေအရွက်ထွက်အပွင့်ပွင့်အသီးသီးတဲ့လန်ဒန်တစ်ချောင်းကိုလူတွေရဲ့ရှေ့မှာအမြဲထောင်ထားခဲ့တဲ့အကြောင်းဒေါ်လျာချန်အခန်းကြီး16အခန်းငယ်23ကနေဒေါ်လျာချန်အခန်းကြီး16အထိကိုဒေါက်တာထွန်းမြတ်ရေးကအခုလိုလေ့လာတင်ပြထားပါတယ်။ပြီးခဲ့တဲ့အစီအစဉ်မှာ မောရှိဆိုတဲ့ဣသရေလတို့ရဲ့အေယာမခေါင်းဆောင်ကြီးနဲ့အာယုံဆိုတဲ့ယေပရောဟိတ်မင်းကြီးတို့ကို သဘုံထတဲ့ကောရဆိုတဲ့ပုဂ္ဂိုလ်နဲ့တခြားအဖွဲ့သားတွေအကြောင်းကိုကျွန်တော်တို့လေ့လာခဲ့ရပြီးပါပြီအခုအချိန်မှာတော့ဒီလိုသဘုံထသူပုံကံသူတွေကိုဘုရားသခင်ဟာဖြည့်ဆည်းပြစ်မယ်ဆိုတဲ့အချိန်ကိုရောက်လာပြီဒီအခါမှာမောရှိနဲ့အာယုံတို့ကနေပြီးတော့ဘုရားသခင်ကိုဝင်ပြီးတော့အသနာခံပြန်တယ်ဆိုတာကိုကျွန်တော်တို့ဆက်လက်ပြီးတော့တွေ့မြင်နေကြရပါပြီဒီအချက်နဲ့ပတ်သက်လို့မောရှိရဲ့စိတ်ဓာတ်ဖြစ်စဉ်ပုံစိတ်နှလုံးသားကောင်းမွန်ပုံ နှိမ့်ချပုံကိုကျိုးစွန့်တက်ပုံအကြောင်းတွေကိုလည်းကျွန်တော်အသေးစိတ်ဖော်ပြလို့ပြီးခဲ့ပါပြီလူသက်တော်တို့ဤအသက်ဝိညာဉ်များကိုအစိုးရတော်မူသောဘုရားသခင်နဲ့လူတယောက်ပြင်းပါသောအပြစ်ကြောင့်တော့ပြိသက်အပေါင်းတို့ကိုအမျက်ခတ်တော်မူမီလောဆိုပြီးတော့တောင်းလျှောက်သံကိုကျွန်တော်တို့ကြားနာခဲ့ရပါပြီဘာပဲဖြစ်ပြောဘုရားသခင်ကတော့ဖြစ်စည်းတိုက်တဲ့ရံဆွေရံငုတ်အားလုံးကိုအမျိုးဖြုတ်မှာပေးသေးချာချာကျွန်တော်တို့ဆက်လက်ပြီးတွေ့မြင်ကြရပါလိမ့်မယ်အခု အဲ့ဒီကနေဆက်ပြီးတော့အငယ်23မှ30အထိကိုဖတ်ရှုကြည့်ကြပါစို့။ထာဝရဘုရားကလည်းကောယဒါသန်အဘိယံတို့၏တဲများကိုရှောင်၍နေစေခြင်းဟာပရိသတ်တို့အားဆင့်ဆူလောဟုမောရှေအားမိန့်တော်မူသည့်အတိုင်းမောရှေဖတ်၍ဣသရေလအမျိုးအသက်ကြီးသူတို့နှင့်တကွဒါသန်အဘိယံနေရာသို့သွားပြီးမှဤလူလူဆိုးတို့၏နေရာတဲများကိုရှောင်၍နေကြပါလော့။သူတို့၏ဥစ္စာတစုံတစ်ခုကိုမျှမထိကြပါနှင့် သို့မဟုတ်သူတို့နှင့်အတူသူတို့အပြစ်ကြောင့်ပျက်စီးခြင်းသို့ရောက်ကြလိမ့်မည်ဟုပရိသတ်တို့အားဆင့်ဆိုလျင်လူများတို့သည် ကောရဒါသန်အဘိယံတဲပဝန်းကျင်၌မနေဘဲရှောင်လွှဲ၍သွားကြသဖြင့်ဒါသန်အဘိယံသည်သာမယာအကလေးများနှင့်တကွထွက်၍မိမိတို့တဲတကားဝါး၌ရပ်နေကြ၏မောရှိကလည်းဤအမှုအလုံးစုံတို့ကိုငါသည်အလိုလိုမပြု ဟာဝေယဖះစီခိုင်းတော်မူ၍ငါပြုသည့်အကြောင်းကိုသင်တို့သည်အဘယ်သို့သိရမည်နည်းဟုမူကားခတ်သိမ်းသော လူတော်ဝါတို့ခံရသောသေခြင်းခတ်သိမ်းသော လူတတ်တော်ဝါတို့ခံရသော ဆုံးမခြင်းကိုသာဤလူတို့ခံရလျင်ထာဝေယဖះသည်ငါကိုဆေလွတ်တော်မမူသို့မဟုတ်ထာဝေယဖះသည်အသစ်ဖန်ဆင်းတော်မူသည်ဖြင့်မြေကြီးကွဲပွင့်လျက်ဤလူတို့ကို၎င်းသူတို့နှင့်ဆိုင်သမျှကို၎င်းမြို၍ သူတို့သည်အသက်ရှင်ပြည့်သေမင်းနိုင်ငံသို့ဆင်းသွားလျင် ထာဝရဘုရား၌ပြင်းမှားကြောင်းကိုသင်တို့သည်သိနာလေရကြလိမ့်မည်ဟုဘုရားသခင်ဘယ်လိုစီရင်မယ်ဆိုတာကိုမောရှိဟာကြိုပြီးတော့မြင်နေတယ်ဘုရားသခင်ရဲ့အစီအမံတို့ခံထားခြင်းတို့တကူအာနာတို့ကိုတော်လန်ပုံတန်ခြင်းဟာအေယာမအပြစ်ကြီးဖြစ်တယ်ဒါဟာကျွန်တော်တို့အတွက်အထူးရယူတတ်တဲ့သင်ခန်းစာဒီကနေ့အသင်းတော်တွေအဖွဲ့အစည်းတွေအတွက် ကြောက်မဲ့ဖွယ်သတိပေးချက်ကြီးတခုပဲဘာမှမဖြစ်ဘူးမဖြစ်ဘူးနဲ့မပြောနဲ့မထင်နဲ့အပြစ်ပေးစီရင်ခြင်းဆိုတာဟာနီးမျိုးစုံရှိတတ်တယ်ဖျားသခင်ဟာသူ့ရဲ့အတိုင်းအဆမရှိသောအနန္တတကူတော်အနန္တမြစ်တာတော်တွင်နဲ့အတူအနန္တအမြင်ရှိသူဖြစ်ပါတယ်တရားစီရင်ခြင်းဆိုတာဟာလေလူသားတို့ညံဘယ်လို့မှမမိနိုင်ဘူးလို့ကျွန်တော်အလေးနဲ့သတိပေးလိုက်ပါရစေအငယ်37မှ35 ထာဝရဘုရား၌ပြမားကြောင်းကိုသင်တို့သည် နားလည်ရကြမည်ဟုပြောဆိုပြီးသည့်အဆုံး၌သူတို့နင်းရမြေကြီးသည်ကွဲ၍မိမိကရွင်းကိုဖွင့်သဖြင့်သူတို့နှင့်သူတို့၏အိမ်များကို၎င်းကောရနှင့်ဆိုင်သမျှသောသူတို့နှင့်သူတို့၏ဥစ္စာရှိသမျှကို၎င်းမျိုးလေ၏ထိုသူတို့သည် ကိုရောတိုင်မဆ၍ဆိုင်သမျှသောသူတို့နှင့်တကွအသက်ရှင်လျက်သေမင်းနိုင်ငံသို့ဆင်းသက်၍သူတို့အပေါ်မှမြေစေ့ပြန်သဖြင့်သူတို့သည်ပြိတ္တမှပယ်ရှင်းခြင်းကိုခံရကြ၏ သူတို့အော်ဟစ်သန်တို့ကိုပဝန်းကျင်၌ရှိသောဣတရေလအမျိုးသားတို့သည် ကြားဖြင့်ငါတို့ကိုလည်းမြေမျိုးကောင်းမျိုးလိမ့်မည်ဟုစိုးရင်လျက်ပြေးကြ၏နန္တာပေါင်းကိုကြိရှု၍တော်သောသူ250ကိုလည်းထာဝရဘုရားထံတော်ကမိထွက်၍လောင်လေ၏ကြားကြရတဲ့အတိုင်းပဲစူစီးညီညွတ်နေတဲ့လူအဖွဲ့အစည်းကိုနှစ်ချမ်းကွဲစီတဲ့ပြစ်မှုမြေကြီးကပါနှစ်ချမ်းကွဲပြီးတော့မျိုးပြစ်လိုက်တယ်လောက်အံ့ဩဖို့ကောင်းတယ်လေ ဂလာတိဩဝါဒစာအခန်းကြီး6အငယ်9မှာပါတယ်မဟုတ်ဘူးလားအလွဲမယူကြနဲ့ဘုရားသခင်သည်မထီမဲ့မြင်ပြုခြင်းကိုခံတော်မမူလူသည်မျိုးစေ့ကျဲသည့်အတိုင်းအသီးနှံကိုရိပ်ရကြလိမ့်မည်တဲ့ဟုတ်ပါတယ်အခုဒီလူတွေဟာကိုယ်စိုက်တဲ့အတိုင်းကိုယ့်ဟာကိုရိပ်လိုက်ကြရပြီဘာတတ်နိုင်ကြသေးတလေသေချာပြန်စဉ်းစားလိုက်ရင်ကိုရရနဲ့တကွမင်းသား250ဆိုတာဟာဣသရေလရဲ့ခေါင်းဆောင်ပိုင်းကလူတွေ ီလိုအဆင့်အတန်းရှိရှိမြင့်မြင့်မြတ်မြတ်နေကြရတဲ့ဂျားတွေကနေပြီးတော့အာနာနဲ့ပတ်သက်တဲ့လောဘမီးဟာသူတို့ကိုဝင်ပြီးတော့မှုခဲ့တာပဲဘုရားသခင်ဟာလူတိုင်းလူတိုင်းကိုသူနဲ့တော်လျော်သင့်တော်တဲ့နေရာမှာတာဝန်ချထားပေးပါတယ်တရားမျှတတဲ့တာဝန်ဒီပေါ့ဒီတာဝန်တွေအပေါ်မှာသစ္စာရှိရှိ တာဝန်သိသိယူကြဖို့ကသာပို့ပြီးတော့အရေးကြီးတယ်တမန်တော်ဝုဒ္ဓတွေကဒေါကာဆိုတဲ့အမျိုးသမီးအကြောင်းကိုစဉ်းစားကြည့်ပါအဝတ်ချုပ်တဲ့နေရာမှာ ဖျားသခင်အသုံးပြုခံတိုက်လောက်အောင်ကျွန့်ကျင်တယ်တော်လဲတော်တယ်သူသေးသွားတာကိုတောင်မှဖျားသခင်ဟာတခြားမိမတွေကဝိုင်းပြီးတော့ငိုကြေးအသနာခံလို့ပြန်ပြီးတော့အသက်ဆက်လက်ရှင်သန်ခွင့်ပေးတယ်ဆိုတာကိုကျွန်တော်တို့တွေ့ခဲ့ရပါတယ်အောင်မြင်တဲ့အသင်းတော်အဖွဲ့အစည်းတွေအကုန်လုံးကိုလိုက်ပြီးတော့ကြည်ပါစိတ်နှိမ်ချတဲ့ခရိယန်တွေစိတ်ငြိမ်းချမ်းတဲ့ခရိယန်တွေနဲ့သာပြေဝနေစမြဲဖြစ်တာကိုတွေ့ရပါလိမ့်မယ်အဲအသင်းတော်တပားမှာသာကောရလို့လူတယောက်ယောက်ရှိကြည့် အဲ့ဒီအသင်းတော်ရဲ့ခေါင်းလောင်းသံဟာအလိုအလျောက်အဗန်ကြီးပါလာလိမ့်မယ်လို့တင်ပြလိုက်ပြရစီအငယ်36မှ40ထာဝရဘုရားကလည်းထိုတန်ရှင်းသောလင်ပန်းတို့ကိုမီးလောင်ရာတဲကကောက်ယူ၍မီးကိုပစ်ချပြီးမှကိုယ်အသက်ကိုသေစေခြင်းကပြင်းမာသောသူတို့၏လင်ပန်းတို့ဖြင့်ရစ်ပလင်ကိုဖုံးအုပ်เสียကျေးဝါပြားတို့ကိုလုတ်ရမည်အကြောင်းရစ်ပရောဟိတ်အာယုန်ဤသာအေးလာစာကိုဆင့်ဆိုလော့ထာဝရဘုရားရှေ့တော်၌ပူဇော်သောကြောင့် ထိုလင်ပန်းတို့သည်ဖန်ရှင်းသည်ဖြစ်၍ဣသရေလအမျိုးသားတို့အားနမိတ်ဖြစ်ရကြမည်ဟုမောရှေအားမိန့်တော်မူသည့်အတိုင်းယေဘရောဟိတ်အေလာဇာသည်မိလောင်ခြင်းကိုခံရသောသူတို့ပူဇော်သောလင်ပန်းများကိုယူ၍ယစ်ပလင်ကို ဖုံးအုပ်เสียကျေးဝါပြားတို့ကိုလှုပ်လေ၏ထိုသောအာယုံအမျိုးမဟုတ်တခြားတပါသော အမျိုးသားတို့သည်ထာဝရဘုရားရှေ့တော်၌နတ်သားပေါင်းကိုမိရှု၍ပူဇော်သောအခြင်းကောရနှင့်သူ၏အပေါင်းအသင်းကဲ့သို့မဖြစ်စေပြီးအကြောင်း ထာဝရဘုရားသည်မောရှိအားမှားထားတော်မူသည့်အတိုင်းထိုလင်ပန်းတို့သည်ဣသရေလအမျိုးသားတို့အားသတိပေးရနမိတ်ဖြစ်ရကြ၏တော်လန်တဲ့အထဲကမင်းသားတွေသုံးခဲ့တဲ့လင်ပန်းတွေအကုန်လုံးကိုရစ်ပူဇော်ရာပလင်တော်မှာအပြားခတ်ပြီးတော့တတ်ဆင်စေဖို့ထာဝရဘုရားစီခိုင်းလိုက်တယ်ဒီအထက်ဟာဣသရေလတွေအဖို့ရစ်ပရောဟိတ်မျိုးဖြစ်တဲ့လေဝိတွေကိုသာဘုရားသခင်ကတာဝန်ပေးတဲ့ပူဇော်ခြင်းအလို့တခြားလူတွေဝင်မရှုပ်ကြနဲ့ဆိုပြီးတော့ အစဉ်တစိုက်အောင်မေသရိယနေစီဖို့ပဲဖြစ်ပါတယ်လို့ကျမ်းကညွှန်ပြလိုက်ပါတယ်မိ쇠အပေါင်းတို့ခမညာတခေတမ်းမိုက်မဲလာပြီဆိုတဲ့လူသားဟာအပြစ်ဒဏ်စီရင်ခံရပြီဆိုရင်သက်မဲ့ပစ္စည်းတွေကမှရုပ်ဒရက်အနေနဲ့တီခွင့်ရသေးတယ်သူတို့အဖို့ကြတော့အမျက်တော်တစ်ချက်ထဲနဲ့ပဲပျောက်လွင့်ကိုယ်ပြောက်သွားကြရပါကလားဆိုတာကိုတွေးမိရင်လူသားတို့အဖို့တန်ဖိုးထားเสียဟာဖះသခင်ပေးတဲ့ဝိညာဉ်ကလေးတွေသာ ဖြစ်တယ်ဆိုတာကို အထူးသတိရစရာကောင်းလာပါလေဒီအသက်ဝိညာဉ်ဆိုတာဟာလေကျေးဇူးတော်ကြောင့်သာထာဝရရှင်သာနိုင်ခြင်းရှိတယ်ဒီအသက်ဝိညာဉ်ကိုတန်ဖိုးထားရရင်တနည်းအားဖြင့်လူဖြစ်ရတဲ့ဘဝကိုတန်ဖိုးရှိတယ်လို့သုံးသပ်ရင်ဖျားသခင်ကိုဘလောက်ရှာဖွေသင့်တယ်အာကိုယုံကြည်ခိုလုံသင့်တယ်ဆိုတဲ့အချက်တွေဟာကွင်းဆက်များလို့ပေါ်ထွက်ပြီးလာပါတယ်ဒီလိုတွေးဆကြံစည်နှိုင်လောက်တဲ့အသက်လမ်းဆိုတာဟာအစဉ်တည်ရှိနေလေရဲ့ ငါတို့လူသားအတွက်ဘုရားသခင်ဟာခြားထားပေးလေဆိုတဲ့အချက်ကိုနားလည်နိုင်ကြပါစေခံယူနိုင်ကြပါစေလို့ကျွန်တော်မြေတားပို့သားခဲ့ပါဆတ်ထမမြောက်ညင်းညူခြင်းများဆိုပြီးတော့အခုဆက်လက်ဖော်ပြခြင်းပါတယ်တောလေယာကျမ်းအခန်းကြီး16အငယ်47နဲ့52နက်ပြန်နေ၌ဣသရေလအမျိုးသားပြိသက်အပေါင်းတို့ကသင်တို့သည်ထာဝရဘုရား၏လူတို့ကိုသတ်ကြပြီးဟုဆိုလျက် မောရှေနှင့်အာယုန်တို့ကိုအပြစ်တင်၍မြည်တမ်းကြ၏ပရိသတ်အပေါင်းတို့သည် မောရှေနှင့်အာယုန်တစ်ဖက်၌စုဝေးကြသောအခါပရိသတ်စည်းဝေးရာတဲတော်သို့မျှော်ကြည့်၍မိုးတိမ်ပြီးတဲတော်ကိုလွှမ်းမိုး၍ထာဝရဘုရား၏ဘုန်းတော်သည်ထင်ရှားလေ၏တွေးရလေတွေပဲခြောက်ခြားနေကြသလားယူသွတ်ပြီးတော့ပဲနေကြသလားနတ်ဆိုးအများဆွဲနေကြလေသလားလို့တောင်မတွေးလိုက်ဘူးလားကြောက်မဲ့ဖွယ်အဖြစ်ဆိုးကြီးမနေ့ကပဲလက်ငင်းတွေ့တယ်ဒီကနေ့ကျတော့မောရှင်ရဲ့အာယုံကို ဣသရေလတွေဝိုင်းပြီးတော့ဆူကြပူကြတယ်။ထာဝရဘုရားကြီးလူတို့ကိုသေအောင်မင်းတို့လောက်တာဆိုပဲ။ဘလောက်အတိတ်ပဲကင်းမဲ့တယ်ကြောက်နေဆိုတာဟာရှင်းမနေဘူးလား။ဒီကနေ့ကပလူအဖွဲအစည်းကြီးဟာကိုဒီလိုပဲကြက်မပြည့်တဲ့လူမှုရေးအတွေးအခေါ်တွေဖုံးလွှမ်းနေစေလို့ဆိုရင်ဘလူညင်းနိုင်မလဲ။အများကပေါ်ပင်လောက်ပြီဆိုရင်မကြခင်လိုက်လို့ပြီ။ကောင်းတာသာမကူးဆက်ရင်နေရမယ်။မကောင်းတာမှန်သည်ကပတပတ်ကိုမျက်စိတမိတ်လျှက်တပြက်အတွင်ရောက်နေပြီဆိုတာ မြင်အောင်ကြည့်ရင်ရှင်းရှင်းကြီးတွေ့နိုင်ပါလေဖျားသခင်ကိုတော်တိုင်ကဒေါသထွက်ပြီးတော့မြေမျိုးစေးဆိုတဲ့လူတွေကိုမောရှင်နဲ့အာယုံတို့ကတတ်တာဆိုပြီးတော့လက်ညှိုးငေါငေါထိုးတာပဲအခုကျွန်တော်တွေးမိသရွေ့တော့ဟိုသွားလေသူလူမိုက်တွေရဲ့မဲဆွယ်မှုကြောင့်လည်းဖြစ်ရင်ဖြစ်မယ်သူတို့ရဲ့အမျိုးအနွယ်အသီးသီးကမင်းသားအဆင့်တွေပါကုန်လို့လည်းဖြစ်ရှင်ဖြစ်မယ်မခံရင်တဲ့စိတ်နဲ့ဖြစ်ရှင်ဖြစ်မယ်အဓိကကတော့မှန်ကန်တဲ့တရားမရှိခြင်းဆိုတာဟာရှင်းနေပါလေ ဖျားသခင်ရဲ့အလိုတော်အပေါ်မှာဝန်မခံနိုင်ခြင်းပဲပေါ့သူတို့အထူးသိတဲ့အချက်ကတော့အခုသူတို့ရန်တွေ့နေကြတဲ့ခေါင်းဆောင်ဘိုင်းတွေကသူတို့ရဲ့ယေရှုရှင်မောရှိဆိုတာဟာသူတို့နဲ့ဖျားသခင်ကြားမှာသူတို့အတွက်အမြဲအသနာခံပေးနေတဲ့ယေရှုရှင်ဖြစ်တဲ့သူ့ရဲ့ယေရှုဟာဣသရေလတွေအတွက်ဆက်မကုံအောင်ရှိခဲ့တယ်ဆိုတာကိုသူတို့ဟာရောင်လို့တောင် မတွေးမိလောက်အောင် မျက်စိစုံလုံးကန့်နေကြပြီဆိုတဲ့အချက်ပဲဖြစ်ပါတယ်တောလေယာကျမ်းအခန်းကြီး16 အငယ်44မှ50ထာဝရဘုရားကလည်းဤပရိသတ်ကိုရှောင်ရွေ့နေကြလော့ငါသည်သူတို့ကိုချက်ချင်းဖျက်ဆီးမည်ဟုမောရှေအားမိန့်တော်မူလျင်သူတို့သည်ပြတ်ဝုတ်လျက်နေကြ၏မောရှေကလည်းသင်သည် လင်မန်းကိုကန်၍ရစ်ပလင်ပေါ်ကမိကိုယူထည့်ပြီးလင်လောဘံကိုလည်းတင်လျက်ပရိသတ်ရှိရာသို့အလျင်အမြန်သွား၍အပြစ်ဖြေခြင်းကိုပြုလော့ထာဝရဘုရားထံတော်ကအမျက်တော်ထွက်၍ဘေးဥပ္ပတ်ရောက်လျက်ရှိသည်ဟု အာယုံအားမှားထားသည့်အတိုင်း အာယုံသည်ယူ၍ပြိပတ်သေးသို့ပြေးလေ၏ထိုအခါလူတို့၌ဘေးဥပတ်ရောက်ဆရှိသည်ဖြစ်၍လောဘံကိုတင်သဖြင့်လူများတို့အဖို့အပြစ်ဖြေခြင်းကိုပြု၏အဖက်ရှင်သောသူသေသောသူစัจ जा မှယက်နေ၍ဘေးဥပတ်ငြိမ့်လေ၏ကောရဤအမှုကြောင့်သေသောသူတို့ကိုထား၍ထိုဥပတ်ဖြင့်သေသောလူအပေါင်းက14900ရှိတည်းထိုဘေးဥပတ်ငြိမ့်ပြီးမှ အာယုံသည်ပြိပတ်စည်းဝေးရာတဲတော်တကားမှ မောရှိထံသို့ပြန်လာ၏မိษွေအပေါင်းတို့ခမညာဂလာတိဩဝါဒစာအခန်းကြီး6အငယ်9ကိုကျွန်တော်တကြော့ပြန်ပြန်ပြီးတော့ဖတ်ပြခြင်းပါတယ်အလွဲမယူကြနဲ့ဖျားသခင်သည်မချိမဲ့မြင်ပြုခြင်းကိုခံတော်မမူလူသည်မျိုးစိတ်ကျဲသည့်အတိုင်းအသီးနှံကိုရိပ်ရလိမ့်မည်ဆိုတဲ့ချင်းချောက်တမ်းပဲဖြစ်ပါတယ်။ပြင်းထန်တဲ့သတိပေးချက်ပဲဖြစ်ပါတယ်။မဟုတ်တာလှုပ်လို့မဟုတ်တာဖြစ်တဲ့အထဲမှာအဖအာဗြဟံကအစယာကုပ် ဒါဝိမင်းကြီးနဲ့တကွရုပ်စွာအစုံပေါ်လူတို့လို့ခေါင်းဆောင်တီတောင်မှမဟုတ်တာလို့ရင်မဟုတ်တာဖြစ်ခဲ့ကြတယ်ဆိုတာကိုကျွန်တော်အကြိမ်ကြိမ်တင်ပြခဲ့ပြီးပါပြီလူသားဟာမိမိစိုက်ပြီးအတိုင်းရိတ်ကြရစမြဖြစ်တယ်ဆိုတာကိုမေ့မပြစ်လိုက်ကြပါနဲ့လို့ကျွန်တော်အလေးအနက်ဖော်ပြလိုက်ပါရစေအခုတောလဲရချမ်းအခန်းကြီး16ဒီမာရင်ပြီးဆုံးသွားပါပြီ မောရှိဆိုတဲ့ဘုရားသခင်ရွေးကောက်သူခေါင်းဆောင်ကြီးတယောက်ဟာသူ့ရဲ့ဘဝအသက်တာနဲ့ရင်းပြီးတော့ ကဲတင်ခဲ့တဲ့လူမျိုးတော်ရဲ့တော်လံပုံကန်းခြင်းကိုခံရတယ်။ဆတ်မကုံအောင်ရှိခဲ့တဲ့သူ့ရဲ့ကျေးဇူးကိုမေ့ပြီးတော့သူ့ရဲ့အာနာကို ထောင်ထားချနာခြင်းကို ခံရတယ်။သတ်ပစ်ဖို့ဒီရွေခြင်းခံရတယ်။ဒီအချက်ဟာ နောက်နှစ်ပေါင်းများစွာ အကြမှာကဲတင်ရှင်သခင်ခရစ်တော်ဆိုတဲ့ဖျားသခင်ရဲ့သားတော်ဟာလည်းပဲအပြစ်ကသူရွေးနှုတ်ပြီးတော့အသက်ပေးရွေးချယ်ခဲ့တဲ့လူသားတွေကားတိုင်းပေါ်ကိုတင်ပြီးအသက်ခံရခြင်းနဲ့နှိုင်းရှင်တိုက်တယ်။ ဒီကနေ့မောရှေရဲ့ဖြစ်ရတဲ့ဟာအနာတကာလအတွက်ရောင်ပြန်ဟတ်နေခြင်းဖြစ်တယ်လို့ကျွန်တော်ဒီနေရာမှာပြင်ပြခြင်းပါတယ်။မောရှေဟာထမြောက်ရလူမျိုးတော်အတွက်သမိုင်းတစ်ခေတ်မှာဖျားသခင်စီဝင်ရောက်ပြီးတော့အပြစ်ကနေလွတ်ပါသနာပါဆိုပြီးတော့အကြိမ်ကြိမ်အဖန်ဖန်အသနာခံခဲ့တယ်လို့ကျွန်တော်ရဲ့ကယ်တင်ရှင်သခင်ခရစ်တော်ဟာလေလူသားတွေရဲ့အပြစ်ကိုလွတ်စေဖို့အတွက်ကပ်ကာလအဆုံးတိုင်အောင်ဖျားသခင်ထံမှာအစဉ်တစိုက် ကေတင်ချင်းစုကိုကိုစားပြုအတနာခံပေးနေခြင်းဖြစ်တယ်ဆိုတာကိုအားလုံးသိစေချင်ပါတယ်။တစ်ချိန်တည်းမှာအခုမောရှိကိုတော်လှန်သူကျေးဇူးတရားဆိုတာကိုနားမလဲတဲ့လူတွေဟာဖြက်စီးခြင်းကို ပြက်ပြက်သားသားခံရတယ်လို့ကေတင်ရှင်သခင်ခရစ်တော်ရဲ့ကျေးဇူးနဲ့ဂရုဏာတော်ကိုမထီမဲ့မြင်ပြုသူတို့ရဲ့ဘဝဟာလေဆုံးရှုံးခြင်းမှဆုံးရှုံးခြင်းသို့ဧကန်အမှန်ရောက်ရလိမ့်မယ်ဆိုတဲ့အချက်ကိုဒီကျမ်းဟာရှင်းလင်းဖော်ပြနေခြင်းပဲဖြစ်ပါတယ်ခင်ဗျာ။ တောလေယာကျမ်းအခန်းကြီး18ကိုအခုကျွန်တော်ဆက်လက်လေ့လာသွားဖို့ရှိပါတယ်။ဒီကျမ်းကတော့အာယုံရဲ့ယေဘရဟိမင်းကြီးဖြစ်မှုကိုဖျားသခင်ကအလေးနဲ့ထားတယ်။ဒီအချက်ကိုလူမျိုးတော်ဟာအလေးအနက်သဘောပေါက်ကြရလိမ့်မယ်။ပြီးတော့ဓမ္မသမိုင်းရဲ့ထေရှားတဲ့စာမျက်နှာသစ်ဖြစ်တယ်လို့ဖော်ပြလိုက်တဲ့ကျမ်းဖြစ်တဲ့အကြောင်းကြိုတင်တင်ပြပါရစေ။တောလေယာကျမ်းအခန်းကြီး18အငယ်1မှ9အဖန်ထာဝရဘုရားသည်မောရှေအားမိန့်တော်မူသီးကား သင်သည်ဣသရေလအမျိုးသားတို့အားဆစ်ဆူပြီးမှဘိုးဘအဆွေအမျိုးလိုက်ဣသရေလဆန်သမျိုး၌မင်းပြုရသောသူအသီးသီးပေးရသောလှံ32ချောင်းတို့ကိုယူ၍လူတိုင်းအမည်ကိုသူ့လှံတံပေါ်မှရေးထားလော့လေဝိအမျိုး၏လှံတံပေါ်မှ အာယုတ်အမည်ကိုရေးထားလော့ဘိုးဘအဆွေအမျိုးသူကြီးတူးနှင့်လှံတစ်ချောင်းစီရှိရမည်ထိုလှံတံတို့ကိုငါဗျာဒိတ်ပေးရအယက်ပြိသက်စည်းဝေးရတဲတော်အတွင်သက်သေခံချက်ရှိမှတင်ထားလော့ ငါရွေးကောက်သောသူဤလန်တန်သည်အပွင့်ပွင့်လင်၏ထို့သောပြုမှဣသရေလအမျိုးသားတို့သည်သင်၌အပြစ်တင်၍မြည်တမ်းခြင်းကို နောက်တဖန်ငါနားမညီးရဟုမိန့်တော်မူသည့်အတိုင်းငါရဲ့ရွေးကောက်တော်မူခြင်းကို နောက်ထပ်ငါကအခိုင်အမာအတည်ပြုလိုက်ပြီဒါကိုအာယုံရေမင်းလန်တန်ကနေအပွင့်ပွင့်လိုက်ခြင်းဟာအထိမ်းအမှတ်တစိုက်ပဲဖြစ်ရမယ်ဟေးဆိုတဲ့အချက်နဲ့အတူဟာဖရဖတခုကိုပါခံယူတတ်ရင်မြင်ရပါမယ်တော်ကြရင် အာယုံစရိတ်ယိပရောဟိတ်ကိုအာနာပြတယ်လို့ခမည်းကိုကြည့်ဖះကရွေးကောက်တာမဟုတ်ဘူးလို့ခမည်းကြီးကဝတ်ယုံကြီးတဖားပါနဲ့လက်ရလက်မလုံနေတော့လို့ဆိုပြီးတော့ပြစ်တောက်ပြစ်တောက်ဖြစ်နေကြတယ်အာနာလူဖို့ကြိုးစားနေကြတယ်ဆိုတာကိုအထင်ရှားဖော်ပြလိုက်တာ ਨੇ အတူတူပဲမဟုတ်ဘူးလားအဲ့ဒီလိုလုတ်တဲ့အကျိုးအခုဖះသခင်ကိုတိုင်ကငါနားကြီးတယ်ဆိုပြီးတော့အတင်းဝင်ပါရတာပေါ်လာပြီမဟုတ်ဘူးလားပြီးတော့လူတစ်ပေါင်းကျော်ကိုပွဲချင်းပြီးစီရင်ပြစ်တာတို့ မင်းသား250နဲ့ကောရတို့အဖွဲ့အပြက်ရှင်းချင်းခံရတာတို့ရဲ့အခြေခံအချက်တွေဟာပို့ပြီးတော့ပြပြပြင်းပြင်းဖော်ပြလိုက်ပြီမဟုတ်ဘူးလားကမာကျန်းစာဟာဘလောက်စိစက်စုံနေတယ်လေအငယ်6နဲ့9မောရှိသည်ဣသရေလအမျိုးသားတို့အားဆင့်ဆို၍မင်းအပေါင်းတို့သည်ဘိုးဘအဆွေအမျိုးအလိုက် မင်းတူဦးဖြင့်လှန်တစ်ချောင်းစီလှန်တစ်ဆက်နှစ်ချောင်းတို့ကိုပေးရ၏အာယုံဤလှန်တန်သည်လှန်တန်မြန်း၌ပါသည် မောရှေသည်ထိုလန်ဒန်တို့ကိုတက်သေးခံချက်တဲတော်အတွင်ထာဝရဘုရားရှိတော်၌တင်၍ထားလေ၏။ဘုရားသခင်ဟာလူမျိုးတော်ရဲ့အမျိုးအနွယ်၁၂ခုစလုံးကမင်းနေရဲ့ကိုစားပြုလန်ဒန်၁၂ချောင်းကိုစုယုံခိုင်းနေ။ဒီလန်ဒန်တွေဟာသူတို့ရဲ့ဂန္ဓာယခရီးစဉ်မှာသူတို့စိတ်ကြိုက်ပစ်ပင်အမျိုးမျိုးကနေရယူထားတဲ့လန်ဒန်တွေပဲဖြစ်ရမှာပေါ့။အဲ့ဒီလိုဒုက္ခအဆင့်မျိုးတွေကိုကျွန်တော်ကတော့ကိုယ်တိုင်တွေ့ကြုံမှုတယ်။ ကြုံဘူးဆိုကျွန်တော်ရဲ့ဖခင်ကြီးဟာအဲ့ဒီဒုက္ကောက်လုတာအလွန်ဝါသနာပါခဲ့တော့ငယ်ငယ်ကလေးကလေးကကျွန်တော်တွေ့ဘူးတယ်လေ။ကင်လို့ကောင်းမဲ့သစ်ကိုင်းကိုခုတ်ရတယ်။ဖြောင်းအောင်ဆွဲပြီးဆန့်ရတယ်။ပြီးတော့ဆန့်ထားတဲ့အတိုင်းမြဲမြံအောင်လို့အကြာကြီးတုံ့နှောင်ထားရတယ်။လက်ကင်နဲ့နေရာကိုအနေတော်ဖြစ်အောင်ခုတ်ထစ်ပြီးတော့ပြင်ဆင်ရတယ်။ကော်ဘတ်တိုက်ရတယ်ပြီးတော့အယောင်တင်ရတယ်။အဲ့ဒီလိုစပြီးစသဖြင့်အဆင့်လေးအများကြီးကျွန်တော်ရဲ့အဖေကလုတာကိုကျွန်တော်တွေ့ခဲ့ရပူပါတယ်။ ဒီဒုက္ခောက်တွေအကုန်လုံးဟာအကုန် effect ကင်းမဲ့တဲ့အဆောင်အယောင်တွေဖြစ်သွားတာပါပဲအဲအဲ့ဒီ effect မရှိတော့ပါဘူးဆိုတဲ့လန်တန်တွေအဲ့ဒီအထဲမှာမှာအခုထူးတာကိုကြားရတော့မယ်တောလေရာကျမ်းအခန်းကြီး16ငယ်8နေပြန်လေး၌တက်သိခံချက်တဲတော့အတွင်းသို့မောရှိဝင်သောအခါလေဝိအမျိုးနှင့်ဆိုင်သောအာယုန်၏လှန်တန်သည်အရွက်ထွက်လျက်ငုံလျက်ပွင့်လျက်ဗာရန်သည်ကိုတီးလျက်ရှိ၏။အံ့ဩစရာ ကောင်းမလီဘူးလား။ သေးနေတဲ့လှန်တန်ကနေအသက်ကိုပြန်ပြီးတော့ရှင်သန်ကြီးရဲ့နမိတ်ကိုပြပြီကျွန်တော်အထက်ကဖော်ပြခဲ့တဲ့အတိုင်းတောင်ဝေးလိုသဘောတရားအတိုင်းပဲဒီလှန်တန်ဆိုတာဘာဒီလိုအသက်ရှင်စရာအကြောင်းရှိလို့တော့နှွေမာပျောက်ကွယ်နေတဲ့အရင်ပင်ကလေးတွေမိုးဥမှာအသက်ဝင်တာဟာသေတာကနေရှင်တာမဟုတ်ဘူးရှင်တာကနေဒရင်ကတိမ်မြုပ်ချင်းကနေပြန်ပြီးတော့နိုးထတာအခုဟာကအသက်မဲ့ပစ္စည်းရဲ့အံ့ဩပွေရှင်သန်မှုကျဲဥကနေကျက်ပေါက်တာမျိုးလို့လည်းပြောလို့မရဘူး ဒါဟာသရေသားရဲ့ထွန်းကားပေါ်ထွက်ခြင်းသိပ်ပံမျက်စိနဲ့ဆိုရင်ဒါဘာမှမဆန်းတော့ဘူးအခုဟာကပီပြင်းတဲ့သက်မဲ့ပစ္စည်းကြီးကနေအသက်ဝင်လှုပ်ရှားခြင်းရှင်ပြန်ထမြောက်ခြင်းပဲဟုတ်တယ်ကယ်တင်ရှင်သခင်ခရစ်တော်ရဲ့ရှင်ပြန်ထမြောက်ခြင်းကိုတဲ့တဲ့ကြီးပေါ်ပြလိုက်တဲ့သက်တွေပဲဖြစ်တယ်လို့ကျွန်တော်ဒီနေရာမှာတင်ပြပါရစေကယ်တင်ရှင်သခင်ခရစ်တော်ရဲ့ရှင်ပြန်ထမြောက်ခြင်းဟာအပြည့်လောကလူပေါင်းအတွေ့သူဟာယေပရောဟိတ်မင်းကြီးဖြစ်တယ်ဆိုတာကိုပြသလိုက်ပါတယ် ဒီရှင်သန်ခြင်းမရှိဘဲဘယ်လိုမှသူဟာယစ်ပရောဟိတ်မင်းတို့အချုပ်အချာလို့ကျွန်တော်တို့ဆိုနိုင်မှာမဟုတ်ပါဘူးကက်တီရှင်သခင်ခရစ်တော်ဟာလေဝိအမျိုးသားလားဆိုတော့လေဝိအမျိုးသားလည်းမဟုတ်ပါဘူးလေဝိအမျိုးနယ်မဟုတ်ပါဘူးသူ့ရဲ့လူပုံလောကရဲ့ကက်တင်ခြင်းတရားဆိုတာဟာသေခြင်းကနေရှင်ပြန်ထမြောက်ခြင်းမရှိရင်အလကားပဲမဟုတ်ဘူးလားဒီအချက်ကိုအာယုံရဲ့တောင်ဝေးကနေအသက်ဝင်ခြင်းဟာထင်းထင်းကြီးဖော်ပြလိုက်ပါတယ်ဒီလိုအရှင်သခင်ခရစ်တော်ဟာ ဖျားသခင်ကအာယုံလိုပဲယစ်ပရောဟိတ်မင်းကြီးအဖြစ်ရွေးချယ်ခြင်းဆိုတာကိုဟေပြဲဩဝါဒစာအခန်းကြီး၄မှာအခုလိုနှိုင်းရှင်ခြင်းအနေနဲ့တွေ့ရပါတယ်အစင်ချင်းတော့မတူဘူးနော်သဘောတရားချင်းကိုအတူတူပဲလို့ဖော်ပြတာအာယုံကိုခေါ်တော်မူတဲ့ကဲ့သို့ခေါ်တော်မူတယ်ဆိုတဲ့အချက်ကိုအဲ့ဒီဟေပြဲဩဝါဒစာအခန်းကြီး၄မှာတွေ့ရတယ်ပြန်ပြီးတော့ဖတ်ကြည့်နိုင်လို့ရှိရင်အကျိုးရှိမယ်လို့ကျွန်တော်ဒီနေရာမှာအားပေးခြင်းပါတယ်ဟေပြဲဩဝါဒစာအခန်းကြီး၄အငယ်၁၄ ယခုမူကားကောင်းကင်ဘုံထဲသို့ကြွဝင်တော်မူသောယေပရောဟိတ်မင်းအကြည့်ဒီဟုသောဖျားသခင်ဤသားတော်ယေရှုသည်ငါတို့၌ယေပရောဟိတ်မင်းဖြစ်တော်မူသောကြောင့်ငါတို့သည် ဝန်ခံခဲ့ပြီးသောအရာ၌တည်ကြည်ကြကုန်အံဆိုပြီးတော့လေပေါ်ပြပါရှိပါသေးတယ်။တပါတဲ့အငယ်15 16တို့မှာဆိုတာကြတော့ငါတို့ယေပရောဟိတ်မင်းသည်ငါတို့ခံရသောဆင်းရဲဒုက္ခများကြောင့်မကျေနပ်နိုင်သူမဟုတ်ငါတို့ခံရသည့်နိတု အမျိုးမျိုးသောစုံစမ်းနှောက်ရှက်ခြင်းတို့ကိုခံပူးတော်သူဖြစ်တော်မူ၏။ထို့ရာတွင်ဒုစရိုက်အပြစ်နှင့်ကင်းလွတ်တော်မူ၏။ထို့ကြောင့်ငါတို့သည်ဖနာခြင်းဂိယူနာတော်ကို၎င်းတော်လျော်သောမဆာခြင်းကျေးဇူးတော်ကို၎င်းခံရမည်အကြောင်းရဲရင်သောစိတ်နှင့်ကျေးဇူးပလင်တော်တို့တိုးဝင်ချင်းကပ်ကြကုန်အံ့။အဲ့ဒီလိုဖော်ပြထားပါတယ်။ဒါကိုကျွန်တော်ကမိษွေတို့အသေးစိတ်ဖတ်ရှုကြည့်နိုင်လို့ရှိရင်ကျွန်တော်ဖတ်ပြရတဲ့ပို့ပြီးတော့အရှိန်တကူ ပြင်းထန်စွာနဲ့ဝိညာဉ်အရှိန်တကောကြီးမားစွာနဲ့နားလည်နိုင်လိမ့်မယ်လို့ခံယူတဲ့အတွက်ကြောင့်ဖတ်ကြည့်ရင်အားပေးရခြင်းဖြစ်ပါတယ်ခင်ဗျာမိစေပေါင်းတို့ခင်ဗျာလောကဂန္ဓာယအတွင်းမှာလောကရန်အမျိုးမျိုးနဲ့ရင်ဆိုင်ရတဲ့အချိန်မဆာခြင်းသနာခြင်းကျေးဇူးတော်ကိုလိုအပ်နေပါသလားခရစ်တော်ရဲ့ကျေးဇူးတော်ပလင်ကိုနောင်တစိတ်နဲ့တိုးဝင်ချင်းကပ်ကြပါစို့ပေခြင်းနဲ့မကင်းတဲ့လူဘဝအဖို့ပေခြင်းကိုအောင်သောသူမှတပါ ကိုကိုယ်အားထားเสียအရှင်းမရှိပါဘူးလို့ဖော်ပြလိုပါတယ်။တောလေယာကျမ်းအခန်းကြီး16အငယ်9:30မောရှေဗီလန်ဒန်ရှိသမျှကိုထာဝရဘုရားထံတော်ကဣသရေလအမျိုးသားတို့ရှေ့သို့ထုတ်ဆောင်သဖြင့်သူတို့သည်ကြည်ရှု၍လူတိုင်းမိမိလန်ဒန်ကိုယူပြန်လေ၏။ထာဝရဘုရားကလည်းပုံကံသောသူတို့တစ်ဖက်၌သက်သေဖြစ်စေခြင်းကအာယုန်ဤလန်ဒန်ကိုသက်သေခံချက်ရှိ၌ပြန်ထား၍အမြဲရှိစီလော့။ ထို့သောသူတို့သည်သေပင်နှင့်လွတ်မြည်အကြောင်းသူတို့အပြစ်တင်၍မြည်တမ်းခြင်းကိုငါနာမညီးရဟု မောရှေအားမှားထားတော်မူသည့်အတိုင်းဟုတ်ပါရဲ့ခမညာအာယုံရဲ့အပွင့်ပွင့်တဲ့လန်တန်မန္နမုံကိုထားတဲ့ရွှေအိုးပြညတ်တော်ဆယ်ပါးကိုကပီးတင်ထားတဲ့ကြောက်ပြားတို့ဟာပရိညင်သက်တာတော်ထဲမှာထည့်သွင်းထားရမယ့်သက်သေးကံပစ္စည်းတွေဖြစ်ပါတယ်။ထာဝရဘုရားရဲ့တန်ရှင်းခြင်းနဲ့ဘုံတကိုးတော်ရဲ့သက်သေးခံချက်များဖြစ်သလို့ ကယ်တင်ရှင်သခင် ခရစ်တော်ရဲ့အကျွင့်မဲ့ယေရှုဂရုဏာတော်ကိုညွန်ပြတဲ့သက်သေများလေးဖြစ်ကြပါတယ်။ကယ်တင်ရှင်သခင်ခရစ်တော်ရဲ့အကျွင့်မဲ့ယေရှုဂရုဏာတော်ဆိုတာဟာသင်သိရသောသမာကျမ်းရဲ့အစမှအဆုံးတိုင်အောင်ပေါ်လွင်ထင်ရှားသွားမဲ့ယေရှုဂရုဏာတော်ဖြစ်တဲ့အကြောင်းဒီကနေ့လေးစားစွာသင်ပြလိုက်ပါစေ။နောက်တစ်ချိန်အစီအစဉ်မှာတောလျာကျမ်းအခန်းကြီး၁၈နဲ့အခန်းကြီး၁၉ကိုလေ့လာမှာဖြစ်တဲ့အတွက် ်ဆောင်းမြောင်းနားဆင်နိုင်ပါရယ်။ 工资百万年薪。